အမျိုးသမီး၄ယောက်ရဲ့ပုံမြင်တချင်ကတော့ရွာလေးရွာအမျိုးသမီး၄ယောက်ရေရင်းမှာရေလာခတ်ကြတယ်ရေခိုင်းနေတဲ့အမျိုးသမီး၄ယောက်စလုံးကလေသူတို့သား၄ယောက်စလုံးကရွာထဲကိုရောက်နေတော့သူတို့သားအကြောင်းတွေကိုလည်းကြွားပါပြောဆိုတာပေါ့ပထမအမျိုးသမီးကလည်းငါသားရန်ကုန်တက္ကသိုလ်ကနေကြောင်းပြီးထားတာအခုတော့သူပေါမုတ်ခါကြီးတယောက်ဖြစ်သွားပြီသူ့မှာတပည့်တွေလည်းအများကြီးရှိဒါကိုကြားပြီးတော့လေနောက်အမျိုးသမီးကလည်းငါသားကဘေးရင်ပညာသင်ထားတယ်သူဟောလိုက်တဲ့ချက်တွေကလုံးဝမလွဲဘူး တရိယာမျိုးသမီးကလည်းငါသားအကြောင်းကောင်းကောင်းထားတယ်။သူတခြားကြောင်မှစာသွားတင်တယ်။စတုတ္တမျိုးသမီးကတော့ဘာမှမပြောပဲညှိနေတာပေါ့။အဲ့ဒီခါမှာတခြားမျိုးသမီးတွေကလည်းနေလဲနေသားအကြောင်းပြောပြလေ။သူဘယ်ထိအကြောင်းပြီးထားပြီလဲမေးကြ။အဲ့ဒီမျိုးသမီးကလည်းငါသားကတော့အတန်းပညာတွေအများကြီးမတတ်ထားဘူး။သူကလယ်ထဲမှာအလုပ်ရမ်းကြိုးစားတယ်။ငါ့ကိုလည်းရမ်းဂယုစိုက်တယ်။စကားပြောနေတဲ့မျိုးသမီး၄ယောက်စလုံးလမ်းလျှောက်နေကြတာပေါ့။အဲ့ဒီအချိန်မှာပဲလမ်းပေါ်မှာတော့ပထမမျိုးသမီးရဲ့သားလမ်းလျှောက်လာတာတွေ့ရ။သူကလည်းသူ့အမိနဲ့ပါလာတဲ့မျိုးသမီးတွေကိုနှုတ်ဆက်ပြီးတော့ဆက်သွားတာပေါ့။ ဒုတိယမျိုးသမီးရဲ့တားကိုလည်းလမ်းမှာတွေ့လိုက်တယ်သူကလည်းသူ့အမိနဲ့ပါလာတဲ့မျိုးသမီးတွေကိုနှုတ်ဆက်ပြီးတော့ထွက်သွားခဲ့တတရာမျိုးသမီးရဲ့တားကိုလည်းလမ်းမှာထပ်တွေ့ရပြန်ပါတယ်သူကလည်းနှုတ်ဆက်စကားပြောပြီးတော့ထွက်သွားတယ်လीစတုထမျိုးသမီးရဲ့တားကတော့သူ့အမိကိုလမ်းမှာတွေ့တာနဲ့အပြေးလာရေအိုးကိုလည်းသူ့အမိစီကဆွဲယူလိုက်ပြီးတော့လေသူ့အမိကိုဘာလို့ဘာမှမပြောဘဲထွက်လာတာလဲတားကိုရေခတ်ခိုင်းလीတားရေခတ်ပြီးမှပေါ့လို့ပြောတာပေါ့ဒါပြောပြီးတော့အဲ့ဒီကောင်လေးကလည်းသူ့အမိနဲ့အတူတူပြန်သွားတယ်လीကျန်တဲ့မျိုးသမီးတွေကတော့သူ့တားကိုရက်ကြည့်နေကြပါတယ် ဒီပုံမြင်လေးကနေဘဝမှာပညာတော့အရေးပါပဲပြုမှုဆက်ဆံပုံကိုထက်ကြီးတဲ့သူတွေပုံမှာရိုသေလေးစားဖို့ကလည်းလိုအပ်ပါတယ်ပြုမှုဆက်ဆံပုံကအသိပညာရဲ့အထက်မှာရှိပါတယ်ဘာကြောင့်လဲဆိုတော့လေဘဝမှာအသိပညာတွေတောင်မှအကူအညီမပေးနိုင်တော့တဲ့အခါမှာပြုမှုဆက်ဆံပုံအနေထိုင်ရအကုန်လုံးထိန်းသွားနိုင်တဲ့အခြေအနေအများကြီးရှိဘဝမှာဘသူတွေနဲ့တွေ့ဆုံမလဲဆိုတာကိုအချိန်ရဆုံးဖြတ်ပေးပါတယ်အနာမှာဘသူတွေကိုရှိစေခြင်းလဲဆိုတာကိုလည်းနှလုံးသားဆုံးဖြတ်ပေးပါတယ် ကိုကနာမှာဘသူတွေကြံနေခဲ့မလဲဆိုတာကိုတော့ခုအပြုတ်မှုကပဲဆုံးဖြတ်တာဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့တင့်ရဲ့အပြုတ်မှုအပြောဆိုကလူတွေသူတို့ကိုသူတို့ကြည်နေတယ်မှန်ဖြစ်နေလို့ပါပဲ။ဒီပုံမြင်လေးကိုသဘောကျရင်လည်း like လေးပေးခဲ့ပါအောင်ခင်ဗျာ။ဒီလိုပုံမြင်လေးကိုစက်ကြည့်ကြတဲ့ဆိုရင်တော့လေကျွန်တော်တို့ရဲ့ channel လေးကိုလည်း subscribe လုပ်ပေးခဲ့ပါအောင်ခင်ဗျာ။နောက်ထပ်ဗီဒီယိုတွေမှာလည်းဒီလိုပုံမြင်လေးတွေနဲ့အတူတူပြန်လာခဲ့ပါမယ်ခင်ဗျာ။